စမယ်မျိုးချစ်ရိုဟင်ဂျာတပ်ပေါင်းစုအဘတီထောင်တော့မယ်တဲ့ဟေးဟုတ်လို့လားကွာမျိုးချစ်မပါတာခေါင်းဆောင်တူဦးဖြစ်တဲ့တခင်လက်မမယုံကြည်နိုင်လောက်တဲ့လေးတံဖြင့်ပြန်မိတာဟုတ်တယ်ရိုဟင်ဂျာနှသိန်းခန့်မြန်မာပြည်ဘက်ကိုပြန်ပို့ဖို့အတွက်တဲချုပ်ကြီးကလက်ခံလိုက်ပြီတဲ့နေစမ်းပါအောင်ဒါဆိုအဲ့ဒီနှသိန်းကဘယ်မှာထားမှာတော့ရခိုင်ကအဘမှာမပိုင်တော့တဲ့ဟာ နေပြီးတော့มาท้ามาတဲ့အခုအဲ့ဒီနှစ်သိန်းနေပြီးတော့มาနေထိုင်ဖို့အတွက်တီးတဲ့နေရာတော့စီစဉ်ပေးနေပြီတဲ့မနေ့ကဘုဒ္ဓဆောင်မင်းထွန်းကပြောသွားတာဒီတည်တင်းနဲ့ပတ်သက်ပြီးမြို့ချင်းမပါသားတွေအထူးသဖြင့်ပြခင်လက်ပောက်ကိုတော့950ဆရာတော်တို့တွေအကုန်လုံးတိုင်ပတ်ကုန်ကြတယ်ဟုတ်တယ်လေသူတို့ကြွေးကြော်ထားတာကအမျိုးဘာသာသာသနာကိုငါတို့အသက်ပေးကာကွယ်ကြမယ် ငါတို့အယိုးနဲ့စီယိုထိုးမယ်ဘာညာရှောက်ပြောထားတာကိုအခုတော့ရိုဟင်ဂျာမွတ်စလင်တွေနဲ့ပေါင်းပြီးအမျိုးဘာသာသာသနာ ကာကွယ်မယ်ဆိုတော့ကြီးကတော့တိတ်တော့မဟုတ်တော့ဘူးလေဒီလိုနဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေကလည်းဒူတော်ဒူလို့ဆိုပြီးဝှရှူဝါတွေဖြစ်တော့မယ်အချိန်မှာပေါ့ကူတော်ကပဲဥဆောင်ပြီးဒီမဲ့မျိုးချစ်ပြည်သူစစ်အပေါင်းတို့မြမတမတော်ဆိုတာအမျိုးဘာသာသာသနာကိုအသက်ပေးကာကွယ်နေတဲ့တစ်ခုတည်းသောအဖွဲ့အစည်းပဲအခု မြမတက်မတော်ကအကပကရှုံးနေနေတယ်လို့တက်သားလိုအမှုကလည်းအရန်ကိုမြက်တက်နေတယ်ကွာဟိုခင်မောင်ထုံးတယောက်ကလည်းတန်ငါလေးသိန်းအားဘာညာလျှောက်ရှိပြီးအခုတော့ယူတလိုလို ပေါ်တလိုလိုနဲ့တရားဘိုးသုံးဖို့ post တွေပဲ Facebook ပေါ်မှာထိုင်တင်နေတယ်။ဒါကြောင့်ဒီရိုဟင်ဂျာနှစ်သိန်းကို နိုင်ငံသားဖြစ်ပေးပြီးတမတော်ဘက်ကစစ်မှုထမ်းကလိုက်ပြီးဆိုပါစို့။မင်းတို့ပြည်သူစစ်တွေ AA PDF တိုင်းရင်းသားဘက်ကတိုက်မလားမျိုးချစ်ရိုဟင်ဂျာတပ်ပေါင်းစုဘက်ကတိုက်မလားပြည်သူစစ်တွေကောင်းတယ်ညံလင်းပြန်ပွင့်သွားကြတယ်မျိုးချစ်ဘက်ကပဲတိုက်မယ်မျိုးချစ်ဘက်ကပဲတိုက်မှာပေါ့ဗျအမျိုးဘာသာသာသနာကိုကာကွယ်နေတယ်တဲမတော်ဘာလို့လို့ကျွန်တော်တို့ထောက်ခံနေဆိုပြီးပြန်ဖြစ်သွားကြတယ်ဟုတ်တယ်တဲမတော်ဆိုတာအမျိုးဘာသာသာသနာကိုကာကွယ်ဖို့အတွက်တခုတည်းသောအဖွဲ့စည်းပဲတဲမတော်နိုင်ဖို့အတွက်ဆိုရင် ရိုဝင်ဂျာတစ်ယောက်နဲ့မြမအမျိုးသမီး၄ယောက်ယူရာကိုခွင့်ပြုသိရင်လဲသိရမယ်အခုဆိုကြောက်ဖြူကိုအဘကတစ်ယောက်ကို ပေးထားသလို တနင်းသာဟီကိုလည်းအဘကရုရှားကိုပေးထားလိုက်ပြီဒါကြောင့်မြမတက်ဘော်ကအမိမြေကို တလက်မမအကျူးကျော်မခံလို့အမျိုးဘာသာသာသနာကိုကာကွယ်ဖို့အတွက်လည်းတခုတည်းသောဖွဲ့စည်းပဲဒါကြောင့်တက်မတော်နိုင်ဖို့ကပဲအရေးကြီးတယ်ဗျာတတွင်အမှန်တွေတင်ဆက်ပေးနေတယ် plus eight is dog.